မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကူလမ်းကြောင်းများကိုပိတ်ဆို့ပြီးတော့ Wi-Fi အတိုက်ခံနေရတဲ့အမ်းမာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခထန်းကိုစစ်ကူပို့တဲ့စစ်ကောင်စီတပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးတော့ဂစင်ကလျားနဲ့ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမ်းရိုးဘော်ကနေဆင်းလာတဲ့စစ်ကား၂၀နှစ်စီးပါအင်အားအပြည့်နဲ့စစ်ကောင်စီစစ်ကြောင်းကိုနိုဝင်ဘာလ၂၃ရက်နေ့မနက်ပိုင်းမှာအာရခတက်တော် AA ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကား၂စီးမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ကားတစ်စီးကိုလူဝင်အားအပြည့်နဲ့ကားအစီ၂၀ကျော်တက်လာတာနှစ်စီးမိုင်းထိပြီးတော့ကျန်တဲ့ကားတွေကတော့ဆက်ပြီးတော့မောင်းပြေးသွားကြတယ်လို့ရခိုင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၂၂ရက်နေ့ကလည်းစစ်ကောင်စီရဲ့အင်အား900ကျော်ပါတဲ့အဖွဲ့ကို AA ကကြားဖြတ်တိုက်ခိုက်ရာ အမ်ဘရန်အနီးမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကအယောက်60ခန့်သေဆုံးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ကအမ်ဘရန်လမ်းပိုင်းမှာဂုတ်ကြီးအနီးစစ်ကောင်စီတပ်ကို PIA မကွေးကကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးသွားတယ်လို့သိရပါတယ်။စစ်ကူလမ်းကြောင်းများပိတ်ဆို့ဖြတ်တောက်ခံရပြီးတော့နောက်ဘက်ကဌာနချုပ်ကိုဝိုင်းပက်ပြီးတော့တိုက်ခိုက်နေရတဲ့အချိန်မှာစစ်ကောင်စီတပ်ကတပ်မ88လက်အောက်ခံခမရ416ဆက်လီနဲ့ ခလာရခွန်ခေါ်ရေနံချောင်းတို့ကတက်ရင်အားများကိုစုဖွဲ့ကအမ်ဘရန်လမ်းမိုင်းကနေပြီးတော့စစ်ကူပုတ်လာခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးစစ်ကူပုတ်တဲ့အဖွဲ့ကိုအေအေနဲ့တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ခြေပြီးတော့တေဆုံးပြီးကျန်တဲ့တပ်ဖွဲ့ဝင်များဟာ အန်ယုတလျှောက်ဂစင်ကလေးကနေထွက်ပြေးနေရတယ်လို့သိရပါတယ်။အန်ကိုအင်အားထောင်ချီပြီးတော့ပို့တာ၄ချိန်ကြားပြတ်တိုက်ခိုက်ခံရတယ်။တက်ပြတ်သွားပါပြီ။အဆက်အသွယ်တွေလည်းမရတော့ဘဲနဲ့စစ်အင်အား900လောက်ကရိုးထဲမှာရှောက်ပြေးနေတာလိုက်အရှင်းခံနေရတယ်လို့စစ်ကောင်စီထောက်ခံသူများကပြောဆိုထားပါတယ်။အန်မျိုးဘော်ကို AA ကဝင်ရောက်တိုက်ခိုက်နေပြီးတော့နိုဗ ెంబ ာလ23ရက်နေ့ကအန်မျိုးမှာရဲစခန်းကိုတင်းယူနိုင်ခဲ့ပြီးစခန်းအတွင်းထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားပြီးတော့စလအခွဲ၁ကိုလေး၆ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်အတွင်းကိုတွားရောက်ပြီးတော့ပူးပေါင်းခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီဟာနိုဗ ెంబ ာလ24ရက်နေ့မှာမောင်တော်မြို့အနောက်ဘက်နတ်မြဝတခြားမှာရှိတဲ့နေရာတွေနဲ့အရက်ခတက်တော် AA သိမ်းပိုက်ထားတဲ့မကြီးချောင်းနဲ့မောင်နေစခန်းကိုအကြီးအကျယ်ဘုံကျဲတိုက်ခိုက်နေသလိုနတ်မြဝမှာရှိတဲ့စစ်ရေးရင်တွေကလည်းအမြောက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ24ရက်နေ့ညနေ9:00နာရီနဲ့6:00နာရီကမှစစ်ကောင်စီက Jet Fighter 4ရဲ့နှစ်စီးနဲ့ပေါင်900ပေါင်1000အဆရှိတဲ့ဘုံတွေကိုကျဲချခဲ့သလို ပင်လယ်ပြင်မှာရှိတဲ့စစ်နေဗီတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ပေးခဲ့တယ်လို့ဆိုပါတယ်။အခုလိုမျိုးနတ်မြဝကမ်းခြေတလျှောက်ကိုလေရင်တွေနဲ့ဘုံကျဲပြီးတော့ရေတက်ကနေလည်းပစ်ခတ်နေတာဟာနခခငါးကအရာရှိတွေတပ်သားတွေတက်ဆုပ်ဖို့အတွက်လမ်းကြောင်းရှင်းနေပုံရတယ်လို့အမည်မဖော်လို့တဲ့ဒေသခံတအူးကရခိုင်ဘာသာစကားနဲ့ပြောဆိုတုံ့တက်နေကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရေနံကိုကြားပြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့ညနေ4:55မိနစ်ခန့်မှာမြင်းညာမြို့ကပ္ပဆာ20နှစ်ကနေထွက်လာတဲ့စစ်ကား3စီးပါတဲ့ရေနံကိုတော်လိုင်းတပ်ဖွဲ့များက10မိုင်လမ်းစုံနဲ့ စိတ်ဖြူမျိုးကြားမှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားကတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါဒအဲ့ဒီတိုက်ခိုက်မှုကစစ်ခွေး6កောင်တေပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပါတယ်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့မကွေးတိုင်းဘက်ကဖရေလျားစစ်ကြောင်းရေနေသား U Force ကတာဝန်ရှိသူတွေကပြောဆိုထားပါဗါဒ၎င်းတိုက်ခိုက်မှုကိုရေနေသားကော်လံပခုတ်ကိုခဲအမှတ်ဆက်ကိုတက်ရင်စိတ်ဖြူဘာမတိတက်ခွဲတက်တက်ခွဲနဲ့စိတ်ဖြူမျိုးနဲ့ပတ်က အဖအနောက်ပိုင်းဇုံ1မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းလက်ပဒန်းတာယာကုန်းရဲစခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့အိမ်စည်းကားနဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်တပ်ဘက်ကရှေ့ဦးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့မှာလက်ပဒန်းမြို့နယ်တာယာကုန်းရွာရဲစခန်းကိုတော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာလက်ပဒန်းမြို့မှာရဲစခန်းကနေစစ်ကူလာတဲ့အကြမ်းဖက်စစ်သား9ဦးလိုက်ပါလာတဲ့အိမ်စည်းကားတစ်စီးကိုတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးပွဲချင်းပြီးတိုက်ဆုံပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိကာလော်ဘရန်မြို့မှာရဲစခန်းကိုပြန်လည်မောင်းပြေးသွားတယ်လို့သိရပါတယ်အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူများတွေကတအူးဟာ နိုဝင်ဘာလ24ရက်နေ့မှာစေကူသားမှုခံယူနေတဲ့အချိန်ပေဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုမော်ဘီတက်ကအချမ်းမဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ Forga 3စီးနဲ့ခလိုက်ရ35တရင်ကအချမ်းမဲ့စစ်ကောင်စီတပ်သားများပူးပေါင်းပြီးတော့ထမှန်စစ်ကူရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား3ဦးသေဆုံးကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရဲစခန်းကိုဝင်တိုက်နေတဲ့အချိန်ခွင်းစစ်ကူစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာ ခွေးရှိကောင်သေးတယ်ရဲစခန်းတိုက်ပွဲမှာခွေးခွန်းကောင်သေးတယ်စုစုပေါင်းစစ်ခွေး15ကောင်သေးတယ်တိုက်ပွဲက3နာရီကြာတယ်စစ်ခွေးတွေကအင်အားအလုံးရင်းနဲ့စစ်ကူတက်လာလို့ပြန်ဆုတ်လာခဲ့ရတယ်လို့တာယာဝရီ KNPDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တာယာကုန်းရဲစခန်းဟာပြည်သူများကိုပေါ်တာဆွဲခြင်းစက်ကြီးကောက်ခြင်းပြည်သူများကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်းများအဆက်မပြတ်ကျူးလွန်နေတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုကိုတာယာဝရီ KNPDF အမှတ်နဲ့တိုက်ရင်တက်ခွဲနှစ်တက်ခွဲသုံးတာယာဝရီ KNPDF အမှတ်သုံးတက်ရင် MDF ရွှေလန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစီမီးကုန်မြို့မှာရဲသုံးဦးပြစ်ခတ်ခံရပြီးတဲ့နောက်အကြမ်းဖက်ဆက်တပ်ကမြို့ပေါ်ရက်ကွက်များကိုဝင်ရောက်စီးနှင်းပြီးပြည်သူများကိုဖမ်းဆီးရိုက်နှက်ကနေအိမ်အတွင်းမှာရှိတဲ့ပစ္စည်းများကိုခိုးယူလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မှာစုံရွာနဲ့ငန်းစုံမြို့နယ်ဘက်ကနေတက်လာတဲ့အကြမ်းဖက်ဆက်တပ်နဲ့ပြူစောတိများပူးပေါင်းထားတဲ့စစ်ကြောင်းဟာစီမီးကုန်မြို့ပေါ်မှာရှိတဲ့ရက်ကွက်များကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူများကိုဖမ်းဆီးရိုက်နှက်ပြီးနေအိမ်အတွင်းမှာရှိတဲ့တံမိုးရှိတဲ့ပစ္စည်းများကိုခိုးယူလူရက်သွားတယ်လို့သိရပါတယ်။ ြည်သူတွေတပ်ဖြတ်ခံရတာဆိုတာတော့မကြားမိဘူးဖမ်းဆီးရိုက်နှက်တာတွေတော့ရှိတယ်စုံရွာနဲ့ငန်းစော်ဘက်ကနေတက်လာတဲ့စစ်ခွင်းနဲ့ပြူစောတီပူးပေါင်းထားတဲ့စစ်ကြောင်းတွေ ထော်လာကြီးတွေသုံးဘိန်းတွေကိုချောဆွဲပြီးတော့ပစ္စည်းတွေကိုခိုးယူတဲထုတ်သွားတယ်ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာတော့မကြားမိသေးဘူးလို့ MP9 အဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါတယ်နိုဗ ెంబ ာလ22ရက်နေ့ကစီမီကုံမြို့မှာရှိတဲ့ကောင်းမြတ်အောင်လဖိအိဆိုင်မှာတောက်စားမူးယူနေတဲ့ရဲသုံးဦးကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကမြို့ပေါ်ရက်ကွက်များကိုဝင်ရောက်ပြီးတော့စီးနှင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာနိုဗ ెంబ ာလ24ရက်နေ့မှာပြည်သူပိုင်သုံးဘိန်းနဲ့ထော်လာကြီးများကိုချောဆွဲပြီးတော့၎င်းတို့ပြည်သူများထံကနေခိုးယူလူရက်ထားတဲ့ ပစ္စည်းများကိုတင်ဆောင်ပြီးမြို့သားဆက်မှုဆောင်ဘက်ကိုပြန်လည်ထွက်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကစစ်ဆောင်ဒေသခံများကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားခဲ့ရမှာ လူအယောက်40ကိုပြန်လည်လွတ်ပေးခဲ့တော့လေ9ဦးကိုတော့ဆက်လက်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခတပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့တောင်ကုန်းမြို့နယ်အတွင်းမှာပိတ်မိနေတဲ့ဒေသခံအများအပြားဟာဘေးလွတ်ရာကိုထွက်ပြေးကြရမှာနိုဗ ెంబ ာလ23ရက်နေ့ညပိုင်းမှာရိုးတောင်အလုံးမှာဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ဟာရိုးတောင်အလုံးအုတ်ရှစ်ပင်မှာဖမ်းဆီးခံရခြင်းဖြစ်ပြီးတော့အုတ်ရှစ်ပင်ရဲစခန်းမှာတညတာဖမ်းဆီးဆစ်ဆေးခံရပြီးတဲ့နောက်နိုဗ ెంబ ာလ24ရက်နေ့မနက်10:00နာရီခန့်ကပြန်လည်လွတ်မြောက်လာကြောင်း တောင်ကုန်းဒေသခံတို့ကပြောပြထားပါတယ်။တောင်ကုန်းမှာတိုက်ပွဲတွေအများပြင်းထန်နေတော့ဒေသခံတွေတော်တော်များများကမြို့ပေါ်ကနေအလုံးရင်းနဲ့ထွက်ပြေးလာကြတယ်။တော်တော်များများရိုးတောင်ကိုဖြတ်ကျော်ပြီးတော့တောလိုင်းကနေဖြတ်ရတာပါ။အဲ့ဒီမှာရိုးအကျော်ညောင်ကြီးအနာအုတ်ရှစ်ပင်မမင်းညာကဖမ်းခံလိုက်ရတာပါ40ကျော်လောက်ကိုတော့မနက်ပိုင်းမှာပြန်လွှတ်ပေးလိုက်တယ်ဒါပေမဲ့9ယောက်ကိုတော့ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်တိုက်ပွဲကြောင့်တောင်ကုန်းမြို့နယ်ကဒေသခံများဟာတောင်ကုန်းကနေတဆင်းရိုးတောင်ကိုချင်းချင်းလမ်းလျှောက်ပြီးတော့စစ်ဆောင်ကြရခြင်းဖြစ်ပြီး လမ်းခရီးမှာဆယ်ရက်ခန့်ကြာမြင့်ခဲ့ကြောင်းပြန်လည်လွတ်မြောက်လာတဲ့သူများကပြောဆိုထားပါတယ်အခုလွတ်မြောက်လာတဲ့သူတွေထဲမှာကလေးတငယ်များနဲ့အမျိုးသမီးများတက်ကြီးပိုင်းများပါဝင်ပြီးတော့လမ်းခရီးမှာအစာရေစာပြက်လက်မှုများနဲ့ကြုံတွေ့ခဲ့ရကြောင်းလွတ်မြောက်လာသူတို့ချို့ကရင်ဖွင့်ပြောဆိုထားပါတယ်လက်ရှိပြန်မလွတ်သေးဘဲနဲ့ဖမ်းဆီးခံထားရတဲ့လူငယ်9ဦးရဲ့ အမည်အသက်နဲ့နေရက်များကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးတော့၎င်းတို့အားလုံးကိုအုတ်ရှိပင်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်ပြန်လွတ်လာတဲ့သူတွေတဲကအသက်38နှစ်အရွယ်ရှိတဲ့အမျိုးသမီးတဦးက၅ရောက်ကတော့အချုပ်ခန်းထဲမှာရှိနေပါတယ်ပြန်မလွတ်ပေးသေးဘူးသူတို့လည်းတောင်ကိုဘက်ကနေပြီးတော့ဆစ်ဆောင်ပြီးတော့ထွက်ပြေးလာကြတာပါညီမတို့ထင်တာတော့ဒီအရေးအတွက်ထက်လည်းများနိုင်တယ်ဖမ်းဆီးခါရတဲ့သူတွေအတွက်စိုးရိမ်မိတယ်အဲ့ဒီတဲကတချို့ဆိုရင်စခန်းထဲမှာလမ်းနဲ့ချီပြီးတော့ကြာနေကြတယ်လို့သိရတယ်လို့ပြောဆိုထားပါတယ်နှစ်ဖက်တိုက်ပွဲကြောင့်တောင်ကိုမြို့အတွင်းမှာလူဦးရေ၅တောင်က နေ9000အထိရှိနိုင်ပြီးတော့တချို့မြို့ကနေပြီးတော့ထွက်မရပဲပိတ်မိနေကမြို့ကတချို့ဟာဘေးလွတ်ရာနေရာများနဲ့ဘာသာရေးအဆောက်အဦများမှာနေထိုင်နေရတယ်လို့သိရပါဗါတောင်ကုန်းမြို့တွေကလူနေအိမ်တချို့ဟာစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မိလောင်ပျက်စီးဆုံးရှုံးမှုတွေရှိသလိုမြို့အတွင်းနှစ်ဖက်တိုက်ပွဲနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့်အရက်သားများနေစဉ်တေဆုံးမှုတွေဟာမြင့်တက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ